ဒါတတရားပိုင်းပေါ့နော်တတရားပိုင်းဆိုတော့ကျွန်တော်တို့ကဒီမှာဒီ attendance sheet လေးကကျွန်တော်တို့ပုံစံလေးတော့ပေါ်လာပြီပေါ့ကျွန်တော်တို့ calculation လုပ်တဲ့အပိုင်းကိုရောက်ပြီပေါ့နော်ဒါမှဆိုရင်ဘယ်နှရက်အလုပ်ပြတ်တလဲဘယ်နှရက်တက်တလဲစီတွက်မယ်ပေါ့ပထမဆုံးကျွန်တော်အဲ့ဒါလေးမတက်ခင်မှာဒီမှာကျွန်တော် static static နဲ့ end date လေးကိုဒီမှာထည့်ခြင်းပါတယ်အဲ့ဆိုတော့ဒီမှာထည့်မယ်ပေါ့နော်ဒီမှာ static ထားမယ်ဒီမှာ end date end date ထားမယ်ပေါ့အဲ့ဆိုတော့ကျွန်တော်အရင်ဆုံးသူ့ကို mass center လေးနဲ့၄ချောင်းလောက်ကို mass center လို့ mass center လေးနဲ့လုံးလိုက်မယ်ပေါ့ ့ပြီးတော့ဒီအလယ်လောက်မှာကျွန်တော်ဒူလူရေးလိုက်မယ်ပေါ့နော်အဲဒူလူရေးလိုက်မယ်ဘယ်ကနေဘယ်ထိဆိုတာလေးကျွန်တော်ပြောချင်ပါတယ်အဲဆိုတော့ static ကိုဘယ်လိုရေးမလဲဆိုတော့အဲ static ကိုရေးမှာကတော့ကျွန်တော်က day ဆို day day ဟိုပါနော် day value ဆိုရဲ formula လေးနဲ့ရေးပါမယ် equal DAT value ပေါ့နော် date value date status bar အဲဆိုတော့ကျွန်တော်တို့ကပထမနေ့ကို start date ဆိုတော့အမြဲတမ်း1အနေစမယ် unsigned လေးနဲ့ဆက်ပြီးကျွန်တော်ရေးသွားပါမယ်အဲပြီးတော့ဒီကောင်နဲ့ဆက်မယ်နောက်ပြီးရင်ဒီကောင်နဲ့ဆက်မယ်ပေါ့နော်အဲ့လိုဆက်လိုက်လို့ရှိရင်တော့ကျွန်တော်တို့ရဲ့ date ကအဲအမြဲတမ်းဒီလရဲ့နှစ်တွေပြောင်းတာနဲ့လိုက်ပြောင်းသွားမှာပေါ့နော်အဲဒီမှာဒါကတော့သူက January ဖြစ်နေလို့ပါဒီနေရာကိုကျွန်တော်က short date လို့ပြောင်းလိုက်မယ်ပေါ့နော် short date လို့ပြောလိုက်မယ်ဆိုရင်၁၅၂၀၂၅၅၅ဒီမှာကတော့ကျွန်တော်က EO man သူရဲ့နောက်ဆုံးရက်ပေါ့နော်လကုံရက်ကိုလိုချင်တာဖြစ်တဲ့အတွက် EO man နဲ့တွေ့ပါမယ် equal EO man ပေါ့နော် EO man ဒီမှာ start date ကဒါကိုယူမယ်ဒီလရဲ့နောက်ဆုံးရက်ကိုလိုချင်တာမို့လို့0ပါဒါဆိုရင်၃၁ရက်၅လဆိုပြီးတော့ဒီမှာဖြစ်သွားပါပြီ ကျွန်တော်ကျွန်တော်တို့အခုဆိုလို့ရှိရင်ပေါ့နော်ဒါကကျွန်တော်တို့ employee attendant ရှိရဲ့ပုံစံလေးကိုတော့ဖန်ပြပြီးသွားပြီအဲဒါဆိုတော့ကျွန်တော်တို့ကဒီမှာ count if till ဟိုဟိုဟာတို့ ਨੇ count if နဲ့ပေါ့နော် account if နဲ့ဒီမှာ present နဲ့ asset နဲ့တွက်မယ်ပေါ့နော်အဲဒါဆိုတော့ကျွန်တော်ကဒီနေရာမှာ may ကိုပဲပြန်ထားလိုက်မယ်ပေါ့နော်ကျွန်တော်စ may နဲ့တွက်ထားဖြစ်တဲ့အတွက် may ကိုပြန်ထားလိုက်မယ်ဒီနေရာလေးဒီမှာတချို့နေရာလေးတွေမှာကျွန်တော် zero လုပ်လိုက်မယ်ပေါ့နော်သူက ပြည့်ရက်လေးတွေပါသွားအောင်0လို့လုပ်လိုက်မယ်ပေါ့အဲဆိုတော့ present ဆိုရင်ကျွန်တော်ကဘာ network မလဲဆိုတော့တကယ်အမှန်ချစ်လေးတွေကိုလိုက်ကောက်ပါအမှန်ချစ်ကိုကိုစားပြုတာဒီ1ပါအဲ့ဒါဆိုတော့ count if s function ပေါ့နော်ဒီနေရာမှာ count is ကိုသုံးလဲရတယ် count if s ကိုသုံးလဲရပါတယ် count is သုံးလဲရတယ် count if f ကိုသုံးလဲရတယ်ပေါ့နော်ကျွန်တော်ဒီ count if နဲ့ count if အတုံးကိုလည်းကျွန်တော်အသေးစိတ် ပေါ့နော်ဗီဒီယိုဖိုင်လေးလုတ်ပြီးတင်ထားပူပါတယ်အဲ့မှာလည်းကြည့်လို့ရပါတယ်ပေါ့နော် count if ဆိုရင်တော့ဒီမှာဆိုရင်ကျွန်တော်ကျွန်တော် equal ပေါ့နော်ဒီမှာအရင်ခေါ်ပြပါမယ် count if ောင်း if နဲ့ကောင်း if ဆိုတာကလည်းဆိုကောင်း if ကတော့ range ပြီးတော့ criteria range ဆိုတာကတော့ကျွန်တော်တို့ပေါင်းခြင်းနဲ့ပေါ့နော်ကျွန်တော်တို့ကောင်းခြင်းနဲ့ range ကြီးတစ်ခုလုံးပြောတာပါ criteria ကတော့အဲကျွန်တော်တို့ကဘာကိုကောင်းပါလဲဆိုတဲ့အမေးတာပေါ့နော်ဒါကတော့ကောင်း if ကို as မပါတဲ့ကောင်း if ကိုသုံးမယ်ဆိုလို့ရှိရင်တော့သူက condition တစ်ခုပဲရပါတယ် as ပါတဲ့ကောင်း if ကိုသုံးမယ်ဆိုလို့ရှိရင်တော့ဒီမှာ s ပါတဲ့ count is ကိုသုံးမယ်ဆိုလို့ရှိရင်တော့ပေါ့နော် ော့ကျွန်တော်ဒီမှာရိုက်လိုက်မှာပေါ့နော် request c o u n d i f s ကတ်သွားတဲ့ကောင်းစိတ်ကိုပြုံးမယ်ဆိုရင်တော့သူက criteria တွေ rate နေနေရာကျော်အထိရပါတယ်အဲဆိုသူကတော့ပြောင်းပြန်ဖြစ်သွားတယ် criteria uh, criteria သူ oh sorry ကြောင်းရမှာဖြစ်ပါအတူတူပါပဲ criteria range run လာမယ်အဲ့ဒါပြီး criteria လာမယ်ပေါ့နော် criteria အဲ့ဒါပြီးတော့နောက်ထပ် condition တစ်ခုလာရင် criteria range 2 criteria 2ပေါ့နော်ဒီမှာတော့ကျွန်တော်တို့က condition တစ်ခုတည်းပဲရှိပါတယ်အဲ့ဆိုတော့ပေါ့နော်အဲ့ဒါလေးနဲ့ဒီမှာကျွန်တော်က count if f ကိုပဲတုံးလိုက်ပါမယ် count if is s ပေါ့နော်ဒီနေရာမှာတစ်ခုကို count is f နဲ့တုံးပြမယ်တစ်ခုကို count if နဲ့တုံးပြမယ် count if f နဲ့အရင်ဆုံးတုံးလိုက်မယ် criteria rate criteria range ဒီကောင်ပါ နော်ဒီကောင်မှာအပီခရိုက်တီးဒီရတော့ကျွန်တော်တို့က1ပေါ့နော်အမှန်ချစ်ကိုကောက်မှဖြစ်တဲ့အတွက်1ပါဒီမှာလိမ့်လိုက်ပါမယ်ဒါဆိုရင်29ရက်ရှိတယ်ပေါ့နော် present นี่29ရက်ရှိပါတယ်အဲ desert present นี่29ရက်ရှိပါတယ်ဒီဒီမှာဆိုရင်ပြတ်တာသူကဒီကောင်ဆိုရင်ပြတ်တာသူက3ရက်3ရက်ရှိတော့24ရက်ပေါ့เนาะဒီမှာဆိုရင်ပြတ်တာ1ရက်ရှိတယ်ပေါ့ နော်နေရရှိတော့25ပေါ့နော်နောက်တစ်ခုက SM ကောင်းတယ် SM ကိုတော့ကျွန်တော်က count if နဲ့ကောင်းပြပါမယ် count if ဆိုရင် rate rate ကဒီ rate ပါပဲနော် criteria ကတော့ဒီနေရာမှာ minus ကိုတောက်มาဖြစ်တဲ့အတွက် minus ကိုကိုစားပြုထားသည်0ပါအဲဆို SM ကဒီတစ်ခုမှမရှိဘူးအဲဒီမှာဆိုရင် အဲ၃ရက်ပြတ်တယ်ဒီမှာ၄ရက်ပြတ်တယ်ပေါ့နောက်တစ်ခုကတော့ holiday တွေကိုကောက်ရင်လည်းရပါသေးတယ်ပေါ့နော်တကယ်တော့ holiday ကတော့ကောက်စရာတော့မလိုပါဘူးဒါပေမဲ့ကျွန်တော်ဒီမှာကောက်ပြလိုက်ပါမယ်ကောက် if s ကိုပဲတုံးလိုက်ပါမယ် s ပါတဲ့ကောက် if s ကိုကုန်းမယ် criteria rate comma criteria ကတော့0.5ပါအဲဆိုရင် holiday က၄ရက်ပေါ့နော် အဲ့ပြီးတော့ဒီမှာ TDM ဆိုတာတော့ကျွန်တော်အဒါအတူကောင်ရေးထားပါเนาะ Total Days of Month ပေါ့ Total Days of Month ဆိုတာကတော့ဒီတစ်လမှာရှိတဲ့စုစုပေါင်းရက်ကိုပြောချင်တာပါအဲဒီဒီ Total Day of Month ကိုကျွန်တော်ကဘယ်ကနေသွားယူมาလဲဆိုတဲ့အခါကျတော့ Day ဆိုတဲ့ formula လေးနဲ့ပေါ့เนาะဒီ Day ဆိုတဲ့ formula လေးနဲ့အဲဒီ now ဒီနောက်ဆုံးပေါ့နော်ဒီရိုက်ဆိုင်ထားတဲ့ end date ကိုတွားပြီးတော့မှယူမှာပါ date ဆိုတဲ့ formula ကြီး serial number ကိုပြပေးပါတယ်အဲဆိုတော့ဒီမှာဆိုရင် equal day ပေါ့နော်ကျွန်တော်က equal day ပေါ့ day ဆိုပြီးတော့မှ ထောက်လိုက်မယ်ဆိုရင်သူက serial number ကိုပြပေးတာပဲသူကဒီမှာ31ရက်5လဆိုရင်သူရဲ့ serial number ဒီ31ဖြစ်မှာပေါ့နော်အဲဆိုတော့သူကဒီမှာကျွန်တော်ကို31ဆိုပြီးလာပြပေးမှာပါတကယ်လို့ကျွန်တော်ကဒီမှာအဲ September ဆိုရင်ပေါ့30ကိုပြပေးမှာပါအဲဒီမှာကျွန်တော်က February ဆိုရင်တော့သူက28ကိုပြပေးမှာပေါ့နော်အဲဒီမှာဆိုရင်2024ဆိုပါဆို2024 February ဆိုလို့ရှိရင်တော့16ကိုပြပေးမှာပါဟုတ်ပြီကျွန်တော်ခဏနေရာအတိုင်းပဲပြန်ထားလိုက်မယ် 2025မေနဲ့ပဲကျွန်တော်တွက်ပြတယ်ပေါ့နော်ဟုတ်ပြီဒါဆို31ဒါဆွဲချလိုက်ရင်ဒါ31ပါအာ sorry ဒီနေရာမှာအဖြေမထွက်ပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဒီမှာ R3 ပေါ့နော်အဲ့ဆို ဒီမှာဆိုရင်ဒီ R2 ပေါ့နော် R2 ကိုယူမှာပါဒီမှာအောက်ကိုရောက်သွားပြီဆိုရင်သူက R3 ဖြစ်သွားပြီဒီမှာဆို R4 ဖြစ်သွားပြီကျွန်တော်က R2 မှာပဲအမြဲရှိချင်တာပါမရွှေ့ချင်ပါဘူးအဲ့ဒီအတွက်ဂိမ်းတွေထပ်ခဲရပါမယ်ဂိမ်းတွေ F4 လေးကိုတစ်ချက်နှိပ်လိုက်ပါရှေ့ရောနောက်ရောဒေါ်လာဆိုင်လေးတွေထည့်ရမှာပေါ့နော်အဲ့ဒါကိုဂိမ်းတွေလုတ်တယ်လို့ခေါ်ပါတယ်အပြင်တော့ကျွန်တော်တို့ဆွဲချလိုက်ပါမယ်ဒီကောင်လေးကိုကတော့ Today Day of Month ကိုကျွန်တော်တွက်သွားတာကတော့ဒီမှာ Day ဆိုတဲ့ formula လေးနဲ့ဖြစ်ပါတယ် Day ဒီ serial number ကိုပြန်ပေးပါတယ်အဲ ဲ့တကယ်လို့ကျွန်တော်ကဒီနေရာမှာတက်တွက်ပြမယ်ပေါ့နော်ဒီနေရာမှာ equal day ပေါ့နော် sorry ဒီနေရာလေးမှာကျွန်တော်လုပ်ပြမယ် equal day ပေါ့နော် day ဆိုပြီးတော့ကျွန်တော်ကဒီနံပါတ်တစ်ရက်နေ့ကိုယူလိုက်မယ်ဆိုရင် 2d 1လို့ပြန်ပါပါ နော်အဲကျွန်တော်က equal day ပေါ့နော်ဒါ day formula လေးကိုတစ်ချက်ရှင်းပြလိုက်တာပါအဲဒီမှာ6ကိုယူလိုက်မယ်ဒီ6ညာလေးယူမယ်ဆိုရင်တော့သူကဒီမှာ6လို့ပြန်ပါပါဒါကတော့ day ဆိုတဲ့ formula ရဲ့အသုံးပြုချက်ဒါက total day of month ပါအဲဆိုရင်ဒါကတော့ TPD ဆိုတာ total pay day ပေါ့နော်ကျွန်တော်ဒီလအတွက်သူ့ကိုပေးရမယ်လာစားပါအဲ့ဒါကတော့ရှင်းပါတယ်ကျွန်တော်တို့ total day of month နဲ့ကနေ absent ကိုနှုတ်လိုက်တယ်ဆိုရင်သူ့ရဲ့သူ့ကို total pay ရမယ်နေထွက်လာပါမယ်အဲဆိုတော့ absent ဟိုပါပေါ့နော် total day of ော့မှန်တဲ့ကနေကျွန်တော်ကဒီမှာ accent ကိုနှုတ်လိုက်မယ်ပေါ့အဲဆိုရင်တော့သူက37ပါပဲသူကပြည့်ရမရှိတဲ့အတွက်37ပါပဲဒီမှာပြည့်ရရှိရလူတွေဆိုနှစ်ပြတာပါပဲအဲပြီးတော့နောက်တစ်ခုကတော့ကျွန်တော်ကဒီမှာ attendance ကိုတွက်မှာပါဒီ attendance ကိုကျွန်တော်ဘယ်လို standards ကိုကျွန်တော်ကဒီလိုမျိုးလေးပေါ့နော်ဒီမှာရှိတဲ့လိုမျိုးလေး data bar လေးနဲ့အတန်းအတွက်ကိုရခိုင်နှုန်းကိုလည်းတွက်ချင်တယ် data bar လေးနဲ့လည်းပြချင်တယ်ပေါ့ကျွန်တော်တို့ဒါဝန်ထမ်းတွေဆိုရင်ဝန်ထမ်းတွေရဲ့ attendance ဘယ်နေရာခိုင်နှုန်းရှိလဲပေါ့ဥပမာចောင်းသားတွေဆိုလို့ရှိရင်ကို95ရခိုင်နှုန်းပြရမယ်လို့ပါလို့ပေါ့နော်အဲ့လိုမျိုးတွေရှိရဆိုတခါလဲကြည့်သွားလို့ရအောင်ကျွန်တော် attendance ကိုတွက်ပါမယ် attendance ကိုတွက်မယ်ဆိုလို့ရှိရင်တော့အရင်ဆုံးရခိုင်နှုန်းရှာပါမယ်ရခိုင်နှုန်းရှာမယ်ဆိုတော့ကျွန်တော်ကဒီကောင်လေးကိုအရင်ရခိုင်နှုန်းပေးထားလိုက်မယ်ပေါ့နော် ဒီမှာဒါလေးကိုဆက်လက်မှတ်ပြီးတော့ဒီမှာဆက်လက်မှတ်ပြီးတော့ဒီမှာအဒီအပေါ်မှာပေါ့နော် format ထဲမှာအဲဟိုဟုံးထဲကပေါ့နော် format ထဲမှာ percentage လေးပေးထားလိုက်မယ်ပေါ့နော်အဲဆက်ပါစနီလေးပေးထားလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်ပါစနီရှာမှာဆိုတော့အဲတိုတယ်ပေးဒေးကိုတီးပြီးတော့ဒီသူ့အတွက်ပေးရမယ့်လကိုရက်ကိုတီးပြီးတော့စုစုပေါင်းရက်ကနေစုစုပေါင်းပေးရမယ့်ရက်ကိုတီးပြီးတော့စုစုပေါင်းရက်ကိုစားလိုက်ရင် ပေးရမယ့်ရက်ကိုတီးစုစုပေါင်းရက်ကိုစားလိုက်ရင်သူ့ရဲ့ ဒါတွေ့ရခိုင်နှုန်းကိုရတယ်ပေါ့နော်တင်ကြတဘောတက်စရာခိုင်နှုန်းကိုရပါတယ်ဒါဆိုရင်ဒီမှာဒီကောင်ဆိုရင်ရဟိုပေါ့90ရခိုင်နှုန်းအတန်တက်90ရခိုင်နှုန်းရှိတယ်ဒါဆို90ပုံရှိရပေါ့နော်အဲ့လိုမျိုးလေးတွေပေါ်လာပါပြီအဲဆိုတော့ကျွန်တော်ကဒါလေးကိုဒီမှာဆိုရင်ကျွန်တော်ကတရက်လောက်ပြက်လိုက်မယ်ပေါ့တရက်လောက်ပြက်လိုက်မယ်ဆိုဒီမှာ90ပုံဖြစ်သွားပါပြီပေါ့နော်အဲ့ဒါလေးကိုကျွန်တော် data bar နဲ့ပြပါမယ် data bar နဲ့ပြဖို့ကတော့ condition နဲ့ formatting နဲ့ကိုသွားမယ်အဲ့ဒါပြီးလို့ရှိရင်တော့ဒီမှာ data bar ဆိုတာလေးရှိတယ်ဒီထဲကနေသွားပြီးတော့မှရရတယ် လို့အဲဒီမှာ new rule တွေကနေပေါ့နော်ဒီထဲကနေကျွန်တော်တို့ကဒီမှာ data bar ဆိုတာလေးရှိတယ်အဲ့ဒါလေးကိုရွေးလိုက်ရင်လည်းရပါတယ်အဲ data bar ကိုရွေးလိုက်မယ်ပြီးတော့ကျွန်တော်ကအရာဝန်ပေါ့ကျွန်တော် solid နဲ့မကားပဲ guardian ပေါ့ဖြန့်ဖြန့်လေးလုံလိုက်မယ်အဲပြီးတော့အရာဝန်လည်းကျွန်တော်ကြိုက်တဲ့အရာရွေးလို့ရတယ်ကျွန်တော်ဒီမှာဆိုရင်အဲဒီအပြာရင်းရင်းလေးပေါ့နော်ဒီအပြာရင်းရင်းလေးကိုရွေးလိုက်မယ်အဲပြီးတော့ဒီဘက်မှာတော့ကျွန်တော်က ဒီမှာ no border မှာကျွန်တော်က solid border လို့ရွေးလိုက်မယ်အဲ့ဒါပြီးဒီကောင်လေးကိုလည်းကျွန်တော်ကအဲဒီမှာတော့ wire ရောင်လေးပေါ့နော်တွက်လိုက်မယ် okay လို့ပြလိုက်မယ်ပေါ့နော်အဲဒီမှာဆိုရင်ဒါလေးကို data bar လေးကိုနဲ့ဒါလေးကတော့ data bar နဲ့ပြပေးတာလေးပါအဲဒီမှာဆိုရင်ကျွန်တော်ကအာဒီတောင်ကို1လို့ပေးလိုက်မယ်ဆိုရင်သူတရားဖြစ်သွားပါပြီအဲဒီမှာနောက်ထပ်ကျွန်တော်က0တခုထည့်လိုက်မယ်ပေါ့နော်0တခုပေးလိုက်မယ်ဆိုတော့94ရာခိုင်နှုန်းပဲဖြစ်သွားပါပြီသူ တုံးရင်နရက်ပြတ်သွားတယ်ပေါ့နော်သူနရက်ပြတ်သွားပါတယ်အဲ့လိုမျိုးလေးတွေဒါဆိုရင်ဒီမှာလည်းသူကနရက်ပြတ်တယ်ပေါ့နော်အားလေးတွေကိုပြသွားတာဖြစ်ပါတယ်ဥပမာဆိုဒီမှာအပြက်များတယ်ပေါ့နော်ကျွန်တော်ဒီမှာဆိုရင်ပြသေးလိုက်ပါမယ်အပြက်များရင်ဒီမှာဆိုရင်ဒေတာသွားပါလိမ့် နော်အပြည့်များတော့ရင်တော့ဒီမှာ data ပါလေးကနည်းနည်းရော့သွားရင်ပို့ပြီးတော့တည်တာပါတယ်ဒါတော့ data ပါရဲ့အတုံးလေးဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ကဒီမှာ amount တွက်မယ်ပေါ့ amount တွက်မယ်ဆိုတော့ဘယ်လိုတွက်မလဲဆိုတော့ကျွန်တော်က သူ့ရဲ့ဒီမှာပေါ့နော် step profile ကနေဒီ basic slide ကိုတွားယူပြီးတော့มาတွက်มาပါအဲဆိုတကားကျွန်တော်ကဒီမှာပေါ့နော် simple ဟာ hyper column မခံတော့ဘူးတခါတည်းပဲ v lookup နဲ့တွက်လိုက်ပါမယ် equal v lookup ပါအဲပြီးတော့ lookup value ကတော့ဒီကောင်မှာ table away ကတော့အဲဒီ step profile ပေါ့နော် step profile ကိုတွားမယ်အဲပြီးတော့ column ကတော့2,0ပါ အဲ2.0ပေါ့နော်အဲဒါတက်လိုက်ပြီဆိုရင်သူ့ရဲ့ဒီမှာဟွာလေးကြာလာပြီအဲသူ့ရဲ့လာစာလေးကိုကြာလိုက်ကျွန်တော်တခါတည်းပဲမြောက်လိုက်ပါမယ်အဲတခါတည်းပဲတွက်လိုက်မှဖြစ်တဲ့အတွက်သူ့ကိုဒီ total ဒီအမန်နဲ့စားလိုက်မယ်ပေါ့နော်အဲ့ဒီတော့ဒီအမန်နဲ့စားလိုက်ရင်ဘာဖြစ်လာမလဲဆိုတော့ဘာထွက်လာမလဲဆိုတော့သူ့ရဲ့တရက်စားလို့အာကထွက်လာပါမယ်အဲ့ဒီတရက်စားလို့အာကကိုသူစုစုပေါင်းအလုံစင်းနဲ့ရက်နဲ့မြောက်လိုက်မယ်ပေါ့နော်သူရရမယ်ရက်နဲ့ရောက်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာအဖြေထွက်လာပါပြီအဲဆွဲချလိုက်မယ်ပေါ့နော်ကျွန်တော်တက်တမတွေမလို့ခြင်းမို့ပြီးတော့အဲကော်မလေးခံလိုက်မယ်တော့တက်တမတွေ ကျွန်တော်ဒီမှာဖြတ်လိုက်ပဲပေါ့နော်အဲဆိုရင်ဒီမှာဆိုရင်3သိန်း4935ဒီမှာဆိုရင်5သိန်း7600ကျော်ရမယ်ပေါ့နော်ဒီမှာဆိုရင်100ကျော်ရမယ်ပေါ့နော်3သိန်း9494ရမယ်ပေါ့ဒါကတော့အပြည့်တရာဖြစ်တဲ့အတွက်6သိန်းတီးရမယ်ပေါ့နော်ဒီဘက်ကအတိုင်းမှာဒီမှာနောက်ဆုံးမှာတက်ကြည့်လိုက်ပါဒီမှာ6သိန်းမှာဒုတိယဒီ5သိန်းမှာဒီမှာအပြည့်ရမယ်လူတွေဒီဒီမှာ6သိန်းမှာဒီမှာ5သိန်းမှာဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ကဒီနေရာမှာပေါ့နော်အာဟုတ်ပြီဒီမှာဆိုရင်ကျွန်တော်ကဒီလိုရာကနန်း ကြီးတွေပေါ်နေရရာကနန်းရဲ့နောက်မှာကြက်တွေရောပေါ်နေရမလိုချင်ဘူးကျွန်တော်ကထောင်ထိပဲလိုချင်တယ်ဆိုရင်တုံးလို့ရတာက round နဲ့တုံးလို့ရပါတယ်ဒီမှာ round မှာ round ရှိတယ် round down ရှိတယ် round up ရှိရပေါ့ round up ဆိုရင်ကတော့အပေါ်ကိုဟိုဆွဲတင်ပေးရပေါ့နော်ဒီမှာဆိုရင်2000 4000ဟိုက2300 1935ဆိုရင်ဟို2300 2000ဖြစ်သွားတာမျိုးပေါ့ round down ဆိုလို့ရှိရင်တော့သူကအောက်ကိုပေါ့ကျသွားပေးတာ2300လို့ယူလိုက်တာ တထောင်လို့ယူလိုက်တာမျိုးပေါ့နော် brown ဆိုရင်ကတော့ကိုကကိုကြိုက်တယ်လို့ယူလို့ရတယ်ပေါ့အဲဆိုတော့ brown ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ900ကျော်ရင်အထက်ကိုယူပေးမယ်900အောက်ဆိုလို့ရှိရင်တင်ချလိုပဲပေါ့နော်900အောက်ဆိုရင်တော့သူကအဲ900အောက်ဆိုလို့ရှိရင်တော့ဖြတ်ချလိုက်မယ်ပေါ့နော် 1500အထက်ဆိုလို့ရှိရင်တော့1000ပြည့်အောင်ပေးသွားမှာပေါ့အဲ့ဆိုတော့ကျွန်တော်တော့ကျွန်တော်တို့ကဒီမှာ round ဆိုတဲ့ formula လေးကိုရေးလိုက်မယ်ခွင့်စားခံမယ်ပြီးတော့ကျွန်တော် below app ကိုခွင့်ပေးလိုက်မယ်ပေါ့နော်အရင်ဆုံး below app ကိုခွင့်ပေးလိုက်ပါမယ်ပြီးလို့ရှိရင်တော့ကျွန်တော်ကကြာခဏန်းထိဖြတ်မှာဖြစ်တဲ့အတွက် minus 3ပဲ minus 3ဆိုရင်ဖြတ်ချလိုက်ပြီးဆိုရင်ဒီမှာ3400ဖြစ်သွားပါပြီဒီမှာ290 194တွေဒီ3900 4000 9600 1000တွေဖြစ်သွားပြီးဒီကောင်ကတော့3900 3000ဖြစ်သွားပါပြီ သူက900ဆိုတော့ပေါ့နော်ခဘက်ကနီးနေ900ကျော်တဲ့အတွက်ဖြစ်သွားမှာအဲဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ပေါ့ဒီဆိုရင်အတန်တက်ရှိလေးကလုံလုံလုံဆောင်လို့ပြီးသွားပြီဖြစ်ပါတယ်ဒါဆိုရင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်